ားလုံးပဲမြင်ကြလားပါတကယ်ပဲတရုတ်ကြီးက US ကိုပြန်လဲကလစားချေခဲ့တယ်ပေါ့နော်ဆိုတော့ US နဲ့တရုတ်နှစ်နိုင်ငံကုန်တူရေးစစ်ပွဲကြီးတော့တကယ်ပဲစတင်ပြီလို့ကျွန်တော်တို့ပြောလို့ရပြီအခုလိုမျိုးသားဆက်လက်ပြီးသွားနေမယ်ဆိုတော့ကဘာရဲ့စီပေါ်ရေးကိုတော်တော်လေးတော့တုံ့လုံမှုအခြေအနေတွေအများကြီးကျွန်တော်တို့တုံ့ကြွမှာတော့အသိချတယ်ဘာဖြစ်လို့လဲဆိုတော့ကဘာမှာစီပေါ်ရေးအင်အားအကြီးဆုံ နှစ်နိုင်ငံကလေပင်းတွေညှိနေတယ်ပေါ့နော် US ကလည်းတရုတ်ကိုလေပင်းညှိနေတယ်တရုတ်ကလည်း US ကိုလေပင်းညှိနေတယ်ဆိုတော့ဒီနှစ်နိုင်ငံရေနော်စီးပွားရေးပိုင်းမှာ economic ပိုင်းမှာအားကြီးတဲ့နှစ်နိုင်ငံကတရောင်းတရောင်းလေပင်းညှိနေတယ်ဆိုတော့တခြားကြံတဲ့ကမ္ဘာတွင်ကလည်းဒုက္ခရောက်လက်ရှိပါတယ်အထူးသဖြင့်စီးပွားရေးကမ္ဘာစီးပွားရေးတော်တော်လေးတော့တုံ့လောက်နိုင်ခြေရှိတယ်ကျွန်တော်ဗီဒီယိုကလည်းပရိသတ်တို့ပူနာလေအောင်ပြန်လေ share လုပ်ပြီးမှတင်ပြဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော် ကျွန်တော်ဗီဒီယိုလေးကိုသဘောကျမိလဲဆိုတော့ YouTube မှာလည်း subscribe လုပ်လို့ပြရပါတယ်ပေါ့ဆိုတော့အဲ့အရာတွေကိုကျွန်တော်တို့မဆွေးနွေးခင်လေးမှာပရိသတ်တို့ကအခြေခံအဖြစ်နားလေလွေတဲ့အချက်လေးကိုကျွန်တော်တစ်ချက်လောက်ရှင်းပြပါရစေအဲ့ဒါကတော့ US ကတရုတ်ကိုအခွင့်30ရာခိုင်နှုန်းကျော်ကောက်တယ်တရုတ်ကလည်း US ကိုအခွင့်30ရာခိုင်နှုန်းကျော်ကောက်တယ်ပြန်လေကလစားချင်တယ်ပေါ့အဲ့လိုသားဖြစ်ခဲ့မယ်ဆိုရင်တော့အခုအဓိကကတော့ Donald Trump ဥဆောင်တဲ့ အမေရိကစူရကတရုတ် ကုန်ဖြစ်စည်းတွင်ပို34ရာခိုင်နှုန်းခွန်ကောက်ခဲ့တာနော် tariff ကောက်ခဲ့တာလုံးဝအဲ့ဒီစီမံချက်ကိုတည်ပြုခဲ့တာဒါကြောင့်တခြားရာကတော့အမေရိကနိုင်ငံသားတွေအတွက်တရုတ်ရဲ့ကုန်ဖြစ်စည်းတွင်ကတော့ဈေးပူမစ်မှာတော့တခြားတယ်ဆိုတော့ပရိသတ်တို့နော်နားလေတရှိပြီးသားတဲ့အတိုင်းလူတတော်များများကတရုတ်ရဲ့ product ကိုဝယ်ခဲ့တာကိုအခုအမေရိကန်ရဲ့စူရကလည်းတရုတ်ရဲ့ product အများကြီးတုံးထားတာရှိတယ် ဘယ်လိုမျိုး product တွေက US တွေကအသုံးထားတာလဲဆိုကျွန်တော်တို့လည်းဆက်လက်ပြီးဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နောက်မှပဲဆွေးနွေးတာပေါ့အခုကတရုတ်ကလည်းအဲ့ဒါကိုပြန်လေတုံ့ပြန်နေတယ်ဆိုတော့နိုင်ငံရဲ့အကုန်သွေးရေးစီပွေးကြီးကစနေပြီပေါ့ဆိုတော့အမေရိကန်ရဲ့လုပ်ရက်ကိုတရုတ်ကတုံ့ပြန်တဲ့အနေနဲ့တရုတ်အစုရကလည်းအမေရိကန်ရဲ့ဒင်းတွင်ထားတဲ့ကုန်ဖြစ်စည်းတွေကို34ရာခိုင်နှုန်းအခုကောက်ဖို့ဆုံးဖြတ်ပလိုက်တယ်ပေါ့ဒါကြောင့်လေတရုတ်နိုင်ငံသားတွေအတွက်အမေရိကန်ရဲ့ကုန်ဖြစ်စည်းတွေကလည်းပူစည်းကြီးမှာတော့တက်ချတယ် အမေရိကန်နိုင်ငံသားတွေအတွက်တရုတ်ရဲ့ကွန်ဖက်စီကိုဈေးကြီးတယ်လို့เนาะတရုတ်နိုင်ငံသားတွေအတွက်အမေရိကန်ရဲ့ကွန်ဖက်စီကိုလည်းဈေးကြီးတယ်ဆိုတဲ့သဘောပါတရုတ်နဲ့တရုတ်เนาะဈေးကြီးတယ်ဥပမာတရုတ်က iPhone တွေကိုဝယ်မယ်ဆိုရင်တော့ iPhone ကအရင်ထက်ပူဈေးကြီးမှာပဲတရုတ်က Tesla ကားတွေကိုဝယ်မယ်ဆိုရင်တော့အရင်က Tesla စစ်တပူဈေးကြီးမှာပဲအဲ့လိုပဲ US ကတရုတ်ရဲ့ကားပြဝိုင်တီတွေကိုဝယ်မယ်ဆိုရင်တော့ပူဈေးကြီးမှာပဲ အဲ့လိုမျိုးပေါ့တယောက်တစ်ယောက်ချတဲ့ခါကျတော့ဆိုတော့အဲ့ဒီအဲ့ဒါကြောင့်ပညာရှင်တွေကပြောနေကြတယ်အခုလိုမျိုးအခွန်ကောက်တာကဘယ်သူကမှအနိုင်ရှုံးမရှိဘူးဆိုတဲ့သုံးသချက်လိုအမေရလုပ်နေကြတယ်ဒါပေမဲ့ Donald Trump ကအဲ့ဒါသူ့ရဲ့ target မဟုတ်ဘူး Trump ရဲ့ target ကတော့အဓိကသူတို့ကိုအခွန်ကောက်တာကပါလဲဆိုတော့ဟိနာရေးစမွေးပုံမှာဖိတ်ခေါ်ချင်လို့ Trump ကအဲ့လိုမျိုးလုပ်ခဲ့တာဒါမဲ့အဲ့ဒါကြောင့်သူတို့ပြောနေတာပေါ့ Trump ရဲ့ strategy က အော်မီမှုရှိမယ်ဆိုတော့တတော်လေးတော့အလုပ်ဖြစ်မယ်ဒါမဲ့အော်မီမှုမရှိဘူးဆိုရင်တော့အကုန်လုံး꽌တက်နိုင်ချေရှိတယ်တချို့လူတွေကပြောနေကြတယ်ပေါ့နော်ဒါရင်ကနားမလေလို့လည်းဖြစ်မှာပါကျွန်တော်လူမျိုးပေါ့နော်ကျွန်တော်ကလည်းအခြေခံတဘိုးတရားလောက်ပဲဒီကိစ္စရှိကတော့နားလေနေတယ်တကယ့်ကျွန်တော်ကစီးပွားရေးတမားလေးမဟုတ်တဲ့ခါကျတော့နားလေဒါမဲ့ဒီကိစ္စတော့တတော်မင်းမဲ့ကျွန်တော်စာတော်ဖတ်မိတယ်ပေါ့နော်လေလာမိခဲ့တယ်အကုန်လုံး documentary တွေနဲ့တွားကြည့်မိတယ်ပြောပညာရှင်တွေရဲ့အတုံးတစ်ချက်တွေလည်းကျွန်တော်ခဏခဏတွားထောင်တယ်ပေါ့ဆိုတော့အဲ့လူနဲ့ ဒါဒေါ်လထရမ့်ရဲ့အဓိကဖာဖို့စ်က US မှာပဲစက်ရုံတွေကိုအများကြီးတီထောင်ခိုင်းစေချင်တယ်။နော်။တော်တော်များများတီထောင်ခိုင်းစေချင်တယ်။အခုကလည်းနင်းနေတော့အောင်မြင်မှုရှိနေတယ်။ဒါပေမဲ့ဒီနင်းနေကလည်းမပြုတ်ပါစလောက်ပဲဖြစ်နေတယ်ပေါ့။ဒါပေမဲ့အခုက marketing ကိုကြာနေတယ် stock တွေကိုကြာနေတယ်ဆိုတော့အဆူရာကလည်းအဲ့လောက်ထိတော့ surprise မဟုတ်ဘူးပေါ့နော်။ဒီကိစ္စကြီးကတော့အမေရန်ကြာလိုက်တက်လိုက်ဖြစ်နေစေဖြစ်နေတယ်။ ဒါပေမဲ့ Trump ကဒီကိစ္စအကြီးကိုအောင်မြင်ခဲ့မယ်ဆိုတော့သူ့အတွက်တော့တော်တော်လေးအောင်မြင်မှုရှိနိုင်မယ်။မအောင်မြင်ခဲ့ဘူးဆိုတော့တော်တော်လေးအကွိုင်တက်ဖို့အလားလားရှိနိုင်ချေရှိတယ်ပေါ့။ဆိုတော့အခုလိုမျိုး Trump ကတော့လောက်တာကသူတို့တွေကိုကမ္ဘာရဲ့နိုင်ငံတော်ဝန်အားလုံးကိုမျှတအောင်ပေါ့နော်။ဒီအခွင့်အရေးကိစ္စမှာမျှတအောင်။ဥပမာတရုတ်ကသူ့ရဲ့အခွင့်အရေးကိုချမယ်ဆိုရင်တော့ချမှာပေါ့။ကနေဒါတို့ဒင်းမတ်တို့ EU တို့ UK တို့ကလည်း ီအခွင့်အရေးကိုချခံစေတပွေးပုံမှာငှိနိုင်ဖို့အတွက်ဖိတ်ခေါ်တဲ့သဘောအနေနဲ့လုပ်တာပြီးတော့အမေရိကန်နိုင်ငံမှာ company တွေစက်ကြီးတွေအများကြီးတည်ထောင်ဖို့သူ့ရဲ့ purpose သူ့ရဲ့ use ဖြစ်နေ Trump ကပေါ့နော်ဆိုတော့ဒီလိုမျိုးသာဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးကြည့်အောင်အမေရိကန်ဗီဒီယိုလေးကိုကျွန်တော်ပြန်ပြန်ပြမယ်ပေါ့နော်ပရိသတ်တို့နားလည်အောင်ပြန်ပြန်ပြန်ပြမယ်အဲ့ဒီမပြခင်လေးမှာပြစ်တဲ့လို့နားလေစီချင်တာအခြေခံလေးကိုပေါ့နော်အခုအမေရိကန်ရဲ့ products ပေါ့နော်တရုတ်တရုတ်လိုမျိုးတွေက အမေရိကန်ရဲ့ product တွေကိုဘာတွေကိုတုံးခဲ့လဲအများကြီးတုံးတာရှိတယ်အဲ့ဒီမှာကျွန်တော်တိတလောက်အခွင့်ကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့တိတလောက်ပြောရမယ်ဆိုရင်တော့အခု soy bean ပေါ့အဲ့ဒီ tamin ချက်တဲ့ခါကြာလို့ကျွန်တော်တို့တုံးနေတဲ့အစီရီเนาะပြီးတော့ animal feed တွေအဲ့ဒါတွေကိုတရုတ်ကတုံးနေတယ်အဲ့ဒါ US ထုတ်အဲ့ဒါကိုအခုတရုတ်က34ရာခိုင်နှုန်း tax လောက်တဲ့ခါကျတော့ပူစည်းကြီးသွားမှာတရုတ်မှာ တရုတ်လူတွေကအခု soy bean တို့ cooking oil တို့သုံးမယ်ဆိုတော့ပူစီကြီးတော့မှာပေါ့အဓိကကားနဲ့ပတ်သက်လာတယ်ဆိုတော့ Ford ကားတို့ Tesla ကားတို့ GM ကားတို့က American make ဖြစ်နေတယ်တရုတ်မှာလည်းအဓိကတွေကတော်တော်များများသုံးနေကြတယ်ဆိုတော့တရုတ်ကဒီကားတွေကို tax အ tariff ယူရခါကျတော့ပူပြီးဈေးကြီးဈေးကြီးတော့မှာတရုတ်နိုင်ငံသားတွေကဝေချင်မှာမဟုတ်တော့ဘူးဆိုတော့တရုတ်တွေကပါကိုဝင်မှာလဲဆိုတော့ American car တွေဝေတာထက် ဘီဝေဒီကာဝေရာပူတန်လိမ့်မယ်ပေါ့အဲ့လူအဲ့လူနီးနဲ့ပဲဒိုနယ်ထရမ့်ကလုပ်ခဲ့တယ်ပေါ့ထရမ့်ကတရုတ်ကဝင်လာတဲ့ကုန်ဖြစ်စည်းတွေကိုတာရဖ်ကောက်တဲ့ခါကျတော့အမေရိကန်လူတွေကတရုတ်ဖြစ်စည်းကဟာကဝေချီမှာမဟုတ်တော့ဘူး US ကထုတ်နေတဲ့ Tesla တို့ Ford တို့ပဲဝေချီတော့မှာလေအဲ့လူနီးနဲ့တရုတ်မှာလေလူပါပဲဒါမဲ့ဒီမှာတခုကျွန်တော်တွေးရမှာကတရုတ်ကလူဦးရေပူများနေတယ် တရုတ်ကပေါ့နော်တရုတ်ကလူကဘာမှာလူကြီးအများဆုံးဖြစ်နေတယ်ဆိုတော့သူ့ရဲ့ဈေးကွက်ကပူကြီးနေတယ်တဲ့ဗျအဲ့ဒါကြောင့်အခုတရုတ်ရဲ့ economic ပိုင်းမှာလုံးဝအခုတူးတက်ပြောင်းလဲတာကျွန်တော်တို့တွေ့ခဲ့တာအဲ့ဒါအဲ့ဒါကြောင့်သူ့ရဲ့လူဦးရေကြောင့်လည်းဖြစ်တယ်ပေါ့ကဲဒါရင်ကအဆအပေါ့နော်အခု aircraft တို့ legion ပေါ့နော် aircraft တို့ကအမေရိကန်ရဲ့ Boeing မှာတရုတ်ကဝေထားခဲ့တာကိုပြီးတော့ medical equipment တို့ဒီ seed ကြိယာပိုင်းမှာပေါ့နော် ဥပမာ x-ray တို့ x-ray machine တို့ heart monitor တို့ဆရာဝန်တုံးနေတဲ့ monitor တွေအကုန်လုံးက US ထုတ်တွေကိုတရုတ်ကအသုံးနေတယ်။ဒါတွေကလည်းဈေးကြီးနိုင်ဈေးကြီးနိုင်ခြေရှိတယ်။အခွင့်ကောက်တယ်ဆိုတော့ပြီးတော့ electronic တို့ tax component တို့အကအရာတွေ computer part တို့ပေါ့နော်။ဒါတွေအားလုံးကလည်းဈေးကြီးနိုင်တယ်ရှိတယ်။အဓိက parts ပေါ့။ parts ကအစိပ်ပိုင်းလေးတွေကဟိုဒီနိုင်ငံကလို့ဒီနိုင်ငံကလို့ဖြစ်နေတယ်ဆိုတော့ US ကဥပမာကကားတွေလုတ်နေတယ် ဒါပေမဲ့အဲ့ဒီ pass တွေက Mexican နားလာတာတို့ Hopek ကလာတာတို့အများကြီးတရုတ်ကလာတာတို့ရှိတယ်ကွာဒါတွေကလည်းအကုန်လုံးဈေးကြီးမှာ Whisky ကအစ Wine ကအစပေါ့နော်ပြီးတော့ Farm product ကအစဝတ်သားကအစဒါတွေကအကုန်လုံးဈေးကြီးတော့မှာတရုတ်တရုတ်မှာဆိုတော့တရုတ်က US product ကိုဝေတာထက် China ရဲ့ local product ကိုဝေတာပူစီပြပါလိမ့်မယ်အဲ့လိုနည်းနဲ့ပဲ US မှာတရုတ်ရဲ့ product တွေအများကြီးတုံးတာရှိတယ် ကဘာတနိုင်ငိုင်းလုံးကတကဘာလုံးက US ရဲ့ sorry make in china ကအကုန်လုံးတုံးနေကြဖြစ်နေတယ်အခု china product ကနေရာတိုင်းမှာရှိနေတယ်ကျွန်တော်တို့ australia မှာဆိုရင်အကုန်လုံးကျွန်တော်တို့က china product တုံးနေကြတယ်ပြုတ်ညထုတ်ကုန်လုံးတွေကျွန်တော်တို့တုံးနေအကုန်လုံးကအဆဆရရဒီတော့ချိုင်းညက်တော့ချိုင်းညက်တဲ့ဥစ္စာလေးတောင်မှတရုတ်တရုတ်ကထုတ်လုပ်ထားလို့ဆိုကျွန်တော်တို့တုံးနေတယ်။ OC ကအဲ့လိုပိုင်းမှာတော်တော်လေးကုန်ညက်ခဲ့တာကွာ ဆိုတော့ကျွန်တော်တို့အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဘယ်လိုပြောမလဲတနည်းအားဖြင့်တရုတ်ရဲ့လက်အုပ်ကြီးမှနေခဲ့တာပေါ့နော်ကျွန်တော်အခု US မှာလည်းလူပဲအဲ့ဒီ form တို့ tablet တို့ TV တို့အဲ့ဒီ component တို့များများတို့က China ကနေလုတ်တာ electronic secretary တို့ပေါ့နော်ပြီးတော့ဒီကလေးတွေကစားစရာ toy လေးတွေအကုန်လုံးကွာ Chinese factory အကုန်လုံးလုတ်ခဲ့တာဒါတွေကအကုန်လုံးဈေးကြီးတော့မှာ US မှာ furniture တို့ဒီစပွေးခုံမှုပညာတို့ sofa တို့ table တို့အဲ့ဒါတွေအကုန်လုံးက China ကလုပ်ခဲ့တာ US မှာတုံးနေတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီအာ NG ကအစား Adidas ကအစားပေါ့ Nike ကအစားပေါ့နော်တရုတ်က China China က US ထုတ်ကုန်ပြီးတုံးနေကြတာဒါတွေကအကုန်လုံးတရုတ်မှာဈေးသွားကြီးမှာတရုတ်တွေကဝယ်ချင်မှာမဟုတ်တော့ဘူးအဲ့လိုမျိုးကွာတစ်ခုနဲ့တရုတ်နဲ့တရုတ်အဲ့လိုမျိုး စစ်ပွဲကြီးဖြစ်တဲ့ခါကျတော့တရုတ်နဲ့ရှုံးမှာပဲအာ US နဲ့ရှုံးမှာပဲဒါပေမဲ့သူတို့ရဲ့ plan ကတော့ long ဒီ long term အတွက်သူတို့က plan လုပ်နေကြတယ်ပေါ့နော် Trump ကတော့ကိုယ်တိုင်ကတော့ပြောနေပြီဒီကိစ္စကကျွန်တော်တို့တော့ဒုက္ခကြုံမှာပဲဒါပေမဲ့ကျွန်တော်တို့တေးခံမှဖြစ်မယ်ဆိုပြီးမှ Trump ကပြောနေတယ်ကြည့်ဒါဒါတော့ထားပါတော့နောက်ဆုံးမှ recession ကိစ္စတွေလည်းပြောကြည့်တာပေါ့နော်တခြားတော့ဒီအာ video လေးကျွန်တော် share ပြန်လုပ်မယ်ပေါ့နော် Okay hold on all right or the chat log sorry sorry the chat log เนาะ the chat log ကျွန်တော်ပြန် share ကြည့်မယ်ဒီ video လေးကကျွန်တော်ကကအခုလိုမျိုးကင်မရာခဏခဏလှည့်တာပရိသတ်ကိုကျွန်တော်တော်တော်လေးအားနာမိတယ်အနောက်ရှက်ဖြစ်တယ်ဆိုတော့ sorry ပါပေါ့နော် live လွှင့်ရင်းနဲ့အဲ့လိုမျိုးပြတာကျွန်တော်အတွက်အချိန်တက်တာ editing လုပ်တာကတော်တော်လေးအချိန်ကြာတယ်ပေါ့နော် editing လောက်တာကတနေ့မှာတပုတ်လောက်ပဲကျွန်တော်လုံနိုင်တယ်ပေါ့အချိန်ကြာတဲ့ခါကျတော့အခုလိုမျိုး live နဲ့တခါလေးလှုပ်တယ်ဆိုရင်တော့ကင်မရာကအလေးလေးတာမျိုးကလည်းတော်တော်လေးတော့အနာဖူးတော့ကောင်းပါတယ်ပေါ့နော်အနောက်ရှစ်ဖြစ်တယ်ဆိုရင်တော့တောင်းပါပါတယ်ကွာဘာလို့ပြောမလဲအာဘယ်လိုပြောမလဲအာတင်ပြပါကြည့်ပေးပါဘောနော်ဟုတ်ကဲ့ကြည့်အောင် alright editing လုပ်နေတဲ့ video ကိုလေခဏခဏကျွန်တော်လေးလှုပ်မှာပတနေ့မှာတပုတ်တော့အနေဆုံးတော့လှုပ်မှာပါပေါ့နော် 34% tariffs on all US goods. Why 34? Because that's what Trump is planning to charge China. He had already imposed a 20% blanket tariff on them. This week he added 34% to that. China's tariffs will come into effect on the 10th of April. They're also curbing the sale of rare earths. Eh, Emma, Emma, Pedna. Eddie Misha, the two got the Yoma Kabama, Miatu Tunire, the Nayatima Panerequa. အဲ့မှာ US ကအဲ့ဒီမေရှားတတုကိုလူအပ်တယ်နော်အဲ့ဒီမေရှားတတုတွေကိုတရုတ်ကအခွင့်ကောက်ပလိုက်တာ US ကအလူအဆုံကပါလဲမေရှားတတုဖြစ်နေတယ်ဆိုတရုတ်ကြီးကဒီဥစ္စာကိုကမရတော့ဘူးမင်းဒီကိစ္စကအခွင့်များများပေးမှဖြစ်မစူမှလဲလုတ်လာတယ်ဆိုတော့တရုတ်ကလည်း US ပေါ်မှာအခွင့်တွေများကြီးယူတဲ့ထဲမှာအဲ့ဒီမေရှားတတုလည်းပါနေတယ်ဆိုတော့တရုတ်ကတော့ April 10ရက်နေ့မှပဲအဲ့ဒီအခွင့် ကိစ္စကိုအသက်သွင်းသွားမှာဖြစ်တယ်ပေါ့နော်အခုကတော့ April 5လောက်ပဲရှိသေးတယ်ဆိုတော့ US ကအချိန်ရှိသေးတယ်ပေါ့နော်အဲ့ဒီ April 6ရက်နေ့မှတိုင်ခင်မှာ US ကခမည်းဆက်ပြောင်းရင်ပြောင်းနော်ဆက်မပြောင်းဘူးဆိုတော့ကျွန်တော်တို့ကလည်းပြန်တိုက်ခဲ့မယ်ဆိုတဲ့သဘောပါ consumer electronics have been listed. Yep. China will limit their exports to the US mm. and they're not done yet. Beijing is also taking Trump to court. They have already filed a lawsuit at the, the WTO, the World Ah, the tole kwai de bi. Aku tayo asu ya ka Donald Trump ko taya swe ni de, bo ra ro ye. WHO bo no World Trade Center ma Donald Trump ကိုတရားစွဲနေတယ်တရားဥပဒေရကြီးက။ဘာကြောင့်လဲ? Trump ကကပ္ပရဲ့ကုံတွေးရေးစီမင်းစည်းကမ်းတွေကိုချူပေါက်လဲဆိုပြီးမှ Donald Trump ကိုတရုတ်ကတရားစွဲပလိုက်တာ။ Alors, <laughs> Bellouti China says Trump's tariffs violate established trade rules. Eh, trade, trade, si mi si ko, chu power si ma. Now, all of these are major moves. They pit the world's biggest economies against each other, America versus China, the top two global economies. Yeah. Their bilateral trade is worth $580 billion. And that trade is now at major risk. Wow. Trump's tariffs will kick in on April 9th mm. and China's on April 10th. So Trump ya kun kau ka April 9 ma te window ma တရုတ်ကလည်း April 10မှာတက်ဝင်တော့မှာပေါ့အဲ့ဒီကြားထဲမှာသူတို့နှစ်ယောက်စိတ်မပြောင်းဘူးစင်တော့နော်ကမ္ဘာရေးစီးပွားရေးကြီးကတုံလောက်မှာတော့တက်ချတယ် meaning next week we will officially be in a trade war mm of course this was expected from China. အာဒီကြားထဲမှာကြုံရလာသေးတယ်ကွာဒုက္ခပဲ YouTube ကြည့်ရတာလို့ပဲဆိုတော့အခု तू ပြောသလိုပေါ့နော် तू ပြောသလိုပေါ့ Next week လာမယ့်ပတ်စဉ်တော့တရုတ်နဲ့ UHR မှာရှိနေတဲ့ကုန်သွေးစပွေးကြီးကတော့စနေပြီ Okay ပြန်ပြမကြုံရပြီးပြီ။ဟောကြည့်ရင်လည်းကြုံရလာတော့တို့လည်းအာယုံနောက်နေကွာ sorry ပါကွာ Okay But more worrying for Trump should be Europe's reaction. Yesterday, EU President Ursula von der Leyen promised retaliation. Later, French President Emmanuel Macron proposed a new idea. He wants to suspend all European investments in America. Hey, that guy jumps like a gun. The European news guy pulls like a gun. Babylon is Europe guy. Donald Trump could be on the chopping block. Europe na ngai ka US ma ba jini mu ma ba jini mu ma lo phu tro ka si ka Europe ka U ja ka do na tham ta to I think what's important and that's all the work that must be done by the sector that future investments or investments announced in recent weeks should be suspended until things are clarified with the United States. Ah, yeah, suspended, Bono. UN နဲ့ကျွန်တော်တို့ကြားကွာလုံးဝတိကျမင်တာရဲ့အရှင်းလင်းချက်မရှိမချင်းပေါ့နော်ကျွန်တော်တို့ယူရိုပကလည်း US ကိုတိုင်ရိုက်တည်နေစပြီးမှပြောလာတယ် Wow Oh my god EU company ကပေါ့နော် EU sorry မင်းခန့်ကျ sorry sorry EU company ကပေါ့နော်2.4 trillion ကိုကြည့်ပါဦး ကျွန်တော်ကသတင်းတမမဟုတ်ဘူးပေါ်လာရေကျွန်တော်ကိုသတင်းတမလို့လည်းမထင်မကြမ်းနဲ့ကျွန်တော်က podcast တမနော်ကျွန်တော်ကကြိုက်တာကိုပြောတာကြည့်ပါဦး EU company က2.4 trillion ကို US မှာ investment လုပ်ထားတာကွာဘရစ်တန်ကိုစဉ်းစားကြည့်ဒီ EU company က EU တွင်ကပေါ့ EU နိုင်ငံတွင်ကသူတို့ရဲ့ဒီဘယ်လိုပြောမလဲ US မှာရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့2.4 trillion ကြီးကိုခက်တာခဏ suspend လုပ်မယ် No, pay နော်ပိတ်ထားမယ်ဆိုရင်တော့ USG ကလည်း quantum နိုင်ချေရှိတယ်တရုတ်ထက်ပေါ့ဒီ Europe ပြတ်ပြတ်ချက်ကဒေါ်လာဆက်မတွက်ဘူးကြောက်ဆာကောင်းနေတယ်လို့ပြောကြတာပေါ့ That is the total investment 2.4 trillion obviously you cannot reverse the past deals you can only suspend the new ones mm. And this will have a big impact on the US economy, but it also reveals Europe's insecurity. Many EU firms are trying to cut deals with Trump. Oh. They're trying to get individual concessions. Mm. For example, shipping firm CMA CGM, they announced $20 billion of investments in America. Luxury goods giant LVMH is planning more US investments. But now French President Macron is warning against it. He wants Europe to respond in one voice. And chances are they will hit back in kind. Wow. Okay, well, ဗြိတိန်တို့ရဲ့ခုနကြီးတဲ့အတိုင်းပါပဲယူရိုကတော့အားလုံးနော်စီးလုံးညှို့ပြီးမှပဲ US ကိုခြေပဖို့လုပ်နေတယ်ဒါမဲ့တချို့ယူရိုပြင်ကလည်းဒိုနယ်ထရမ့်ရဲ့အာဘယ်လိုပြောမလဲဒိုနယ်ထရမ့်ရဲ့ strategy ပေါ့သူရဲ့ new view ဟာကိုလိုက်နာပြီးမှ US ပေါ်မှာတကယ်ပဲယူနီမြုပ်နိုင်မှုလို့လုပ်တာတယ်ဥပမာပြောရမယ်ဆိုတော့ Taiwan ကဒီ computer chip တွေပေါ့နော် US မှာယူနီမြုပ်နိုင်မှုလုပ်လာတယ် company ကြီးတွေတည်ထောင်လာတယ်အဲ့လိုမျိုးပေါ့ ယူရိုပတစ်ချို့ကလည်းသူတို့ရဲ့ company ကို US မှာတည်ထောင်ဖို့လုပ်နေတယ်။ဒါမဲ့ယူရိုပရဲ့အဓိကခေါဆောင်လို့ပြောရမှာပေါ့။ Friends Friends ခေါဆောင်တမရာကြီးကကဲကျွန်တော်တို့ယူရိုပအဖွဲ့အစည်းတွေကိုအားလုံးစီးလုံးငင်ရောက်မှဖြစ်မယ်မနော်။ကျွန်တော်တို့ US ကိုပြန်ချေပါမှဖြစ်မယ်ဆိုမှပြောလာတယ်ပေါ့နော်။ဆိုတော့ပြည်သက်တို့စဉ်းစားကြည့်ကွာ။ကမ္ဘာအကြီးဆုံး economic နိုင်ငံတရုတ်နဲ့ US အကြမ်းမှာဂုံသွင်းရေးစစ်ပွဲဖြစ်နေစဉ်မှာ US နောက်ဂျိုးကနဲ့ယူရိုပကြီးကနဲ့ပြန်ရိုက်မယ်ဆိုရင်တော့ထရမ့်အတွက်လည်းဒုက္ခရောက်နိုင်ခြေရှိတယ် US အတွက်လည်းဒုက္ခရောက်နိုင်ခြေရှိတယ်ပေါ့နော်ထရမ့်ကတော့သူကပြောပြီးသားကျွန်တော်တို့ကတော့ဒီလိုမျိုးလုပ်ရတာတော့တတော်လေးတော့ဒုက္ခခံရမှာပဲတဲ့ဒါပေမဲ့ယေရှုခါမှာမဟုတ်ဘူးနော်လုံးဝ temporary ပေါ့နော်ဒီ temporary အချိန်တိုးရီမှာတော့ကျွန်တော်တို့လည်းဒုက္ခခံမှာပဲဆိုပြီးထရမ့်ကတော့ပြောနေတယ်ဒါပေမဲ့နောင်လာမဲ့ long term အတွက် ကျွန်တော်တို့ US နိုင်ငံအတွက်ဒီဒီဥစ္စာတော့ကောင်းတယ်ဆိုပြီးမှ Trump ကတော့ပြောပြီးမှလှုပ်ခဲ့တယ်ဆိုတော့စီးပွားရေးတမားကြီးတွေကအခုလိုမျိုး Trump ရဲ့လှုပ်ရက်ကလော်တော်လေးကိုအန်ဒရီရှိနေတဲ့ game change ဖြစ်နေတယ်ပေါ့ game ကစားကွက်တစ်ခုဖြစ်နေတယ်ပေါ့တကယ်လို့သူကသူ့လို့ချက်တွေကိုအောင်းမိမယ်ဆိုတော့တကယ်ပဲ US ကိုအာပြန်စီပြည်နိုင်ခြေရှိတယ်ပေါ့နော် US နိုင်ငံမှာအများကြီးစက်ရုံတွေပေါ်လာနိုင်ခြေရှိတယ် တော့ USL မှာကမ္ဘာနိုင်ငံတော်တော်များများကလည်းယငိနှိုင်းဖူရန်အတွက်စပွဲပေါ်မှာလာနေချေလို့အများကြီးရှိနေတယ်။ဒါမှမဟုတ်ရင်သူ့ရဲ့ plan တွေကိုထင်းတဲ့အတိုင်းမအောင်မြင်ခဲ့ဘူးဆိုတော့ US ဘက်တို့ခါရောက်လဲမယ်ဆိုပြီးမှပြောနေကြတယ်။အခုလောလောဆယ်မှာပါဝင်ဖြစ်ခဲ့တယ်ဆိုတော့ recession ဖြစ်နိုင်တယ်ဆိုပြီးမှပြောနေကြတယ်။ Separate ပြည်သက်လူငယ်ကတော့တီးမှာပါ။ recession ဆိုတာဘာလဲဆိုတော့ နိုင်ငံတိုင်းနိုင်ငံလုံးမှာစီးပွားရေးအခြေအနေကိုတဖြည်းဖြည်းနဲ့ညှိနှွမ်းလာတာကို recession လို့ခေါ်တယ်ပေါ့နော်ဆိုတော့ recession ကတနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့လူဝင်ရဲ့အလုပ်အကင်ကတဖြည်းဖြည်းနဲ့နေလာတယ်ဈေးဝယ်သူတဖြည်းဖြည်းနဲ့နေလာတယ်စီးပွားရေးကလည်းနှုတ်ထွက်လာတယ်အဲ့ဒါက recession ဖြစ်လာတယ်ဆိုတော့ US မှာ recession ဖြစ်နိုင်ခြေရှိတယ်ဆိုပြီးမှစီးပွားရေးတမားကြီးတွေကလည်းပြောလာတယ် ဒိုနယ်ထရမ့်ကိုရိုက်ကိုလည်းတနင်္မီရီရင်ကမေးပြီးမှအကဲသမရကြီးရေကျွန်တော်နိုင်ငံကြီးက recession ဖြစ်နိုင်မလားစူပီမမေးကြတယ်ထရမ့်ကတော့လုံးဝမဖြစ်ချင်ဘူးဒီကိစ္စကိုပေါ်တော့ဆိုတော့ဥပမာနဲ့ရှင်းပြရမယ်ဆိုတော့ပရိသတ်တို့လွေလွေလေးနဲ့နားလေရအောင် very simple way နဲ့ you should ဆိုတော့ရှင်းပြရမယ်ဆိုတော့နိုင်ငံတနိုင်ငံမှာစီးပွားရေးလုံးဝအကောင်းဆုံးအချိန်မှာပေါ်တော့လူတွေကလည်းလုံးလုံးနေကြတယ် လူရင်းကလာစားကောင်းစားနေကြတယ်အဆင်ပြေနေကြတယ်ဈေးဝယ်သူမိသားစုအတွက်ကလည်းစိတ်ချကြတယ်အဆင်ပြေနေကြတယ်လုံးဝအဆင်ပြေနေတဲ့အချိန်ကြီးမှာ recession ဖြစ်လာတယ်ဆိုရင်တော့လူတွေကဘာဖြစ်သွားလဲလုံးဝဈေးရင်းကအကြီးတစ်ခါကျတော့လူတွေကဘာဖြစ်သွားလဲဆိုတော့အလုတ်ကရှုံရှုံတက်တယ်အရင်လိုပုံမှန်ဈေးမတက်နိုင်တော့ဘူးနော်နေအစားညအစားအတွက်ဈေးမတက်နိုင်တော့ဘူး market မတော်နိုင်တော့ဘူးပေါ့ကွာဆိုတော့လာရှာလာစာရင်းကလည်းရှော့ချလာတယ် အလုတ်သမားတွင်ကလည်းဇေတတခါကျတော့ sorry အလုတ်ရှင်သမားတွင်ကလည်းဇေတတဇေတတခါကျတော့အလုတ်သမားတွင်ကိုရှို့ချလာတယ်ဆိုတော့အလုတ်သမားတော်တော်များများကအလုတ်ပြုတ်လာတယ်ပေါ့တော့အဲ့လိုဆိုတော့ဝေသူကနေလာတယ်လုပ်ငန်းရှင်ကလည်းဇေမြားတခါကျတော့သူတို့ရဲ့အလုတ်သားတွင်ကိုအလုတ်ပြုတ်တယ်အဲ့လိုနဲ့တဖြည်းဖြည်းလေးနဲ့အာစီပွားရေးရဲ့ ွားပုံသွားနေကအရန် slow ဖြစ်တယ်ပေါ့အရန်ကျတယ်ပေါ့ဒါက recession လို့ခေါ်နေတယ်ဆိုတော့ဈေးဝယ်သူရဲ့တုံးဆွေးမှုဟာတော်တော်လေးကိုရပ်တက်တက်တယ်ပေါ့နော်ဆိုတော့ company ကြီး company ကြီးတွေကလည်းရောင်းအားတွေကိုကျအဆင်ပြေမှအဲ့ဒီ company ကြီးတစ်ခုလုံးထိကိုပိတ်နိုင်တဲ့အထိဖြစ်သွားနိုင်တယ်ဒါမျိုးက recession လို့ခေါ်နေတယ်ဆိုတော့အခုလိုမျိုးသားဖြစ်ဆက်လက်ဖြစ်နေမယ်ကြားလေးကလည်းတစ်ခုခုအပြောင်းလဲမျိုးမလုပ်နိုင်ဘူးဆိုရင်တော့ တခါတည်းကြာရင်တော့ recession ဖြစ်တတ်တယ်ဆိုပြီးပြောကြတယ်။ဆိုတော့ US မှာလည်း recession ဖြစ်မယ်ဆိုရင်တော့တော်တော်များများကခံနိုင်ချေရှိတယ်ပေါ့နော်။အော်ဒုက္ခရောက်နိုင်ချေရှိတယ်။ဆိုတော့စစ်ယုံတစ်ခုမှာဖြစ်စည်းမရောရလို့အလို့တမားတရားကိုထုတ်လိုက်တယ်ဥပမာကွာ။ဘာဖြစ်လို့လဲ तू ဖြစ်စည်းမမရောနိုင်တာ။လူတွေကလည်း तू ဖြစ်စည်းကိုမဝေနိုင်တော့ဘူး။ဘာဖြစ်လို့ကုန်စည်နှုန်းကကြီးနေလို့။ဆိုတော့အလို့တရားအလို့အဲ့ဒီစစ်ယုံကအလို့တမားတရားကိုထုတ်လိုက်တယ်ဆိုအဲ့ဒီအလို့တမားကအလို့လက်မဲ့ဖြစ်သွားပြီ။ အဲ့ဒီအလုတ်သမားတရားရဲ့ဘဝကြီးကလည်းလုံးဝပြောင်းပြန်ဖြစ်သွားပြတ်သွားပြီပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့အလုတ်မရှိဘူးဆိုအဲ့ဒီအလုတ်သမားတရားကအလုတ်မရှိတဲ့ခါကျတော့ဘာဖြစ်လဲအဲ့ဒီအလုတ်သမားတွေကဈေးမဝေတော့ဘူးကွာအဲအဲ့လိုပေါ့ဆိုတော့တနင်္ဂနွေလုံးကဒါကအလုတ်အလုတ်သမားတရားအနေနဲ့ဥပမာပေးပြီးမှရှင်းပြတာပါတနင်္ဂနွေလုံးကြီးဖြစ်နေမယ်ဆိုတော့တနင်္ဂနွေလုံးကြီးကဈေးမဝေတော့ဘူးပေါ့ဘာဖြစ်လို့လဲဈေးကအကုန်လုံးကြီးတဲ့ခါကျတော့အရင်ကအလိုမျိုးဟောဝေဒီဝင်မလို့နိုင်ကြတော့ဘူး ဆိုတော့တနိုင်ငံလုံးကြီးကဈေးမဝယ်နိုင်တဲ့ခါကျတော့တနိုင်ငံလုံးကြီးရဲ့ company ကြီးတွေစက်ယုံကြီးတွေကလည်းမလီပတ်နိုင်တော့ဘူးအဲ့ဒါခါကျတော့စက်ယုံတချို့ကအပိတ်ခံရတယ် company တွေကအပိတ်ခံရတယ်အမှ government ကဒုက္ခရောက်တတ်တယ်နိုင်ငံတနိုင်ငံရဲ့ economy ကလည်းဒုက္ခရောက်တတ်တယ်ဒါမျိုးကို recession လို့ခေါ်နေတယ်ပေါ့တော့ဆိုတော့ Britain တို့ဒီလူသားဆက်သွားနေမယ်ဆိုတော့ US မှာ recession ဖြစ်နိုင်ချေရှိလားဒါမှမဟုတ်အခုလိုမျိုး Donald Trump ကလောက်တာကတရားမျှတတယ်လို့ပြောနေတယ် ပြောပြောလို့ရမလားအမှန်ဆိုတော့ Trump ကတော့ဒီအတိုင်းပါပဲသူတို့ရဲ့တခြားနိုင်ငံတွေရဲ့အခွင့်ကောက်တဲ့ပမာဏနဲ့ပဲသူကလည်းပြန်ကောက်တာပါ Trump ကသွားပြီးမှအရန်ဆတာမျိုးမဟုတ်ပါဘူးအမပြောမယ်ဆိုတော့ Trump ကအော်တရုတ်ကြီးပုံမှာမချိနေဘူးပေါ့အာ UK ပုံမှာမချိနေဘူးပေါ့အော် Europe ပုံမှာမချိနေဘူးပေါ့ဆိုတော့သူကအဲ့လိုမျိုးမတရားပြီးမှသွားပြီးမှတရုတ်ကသူတို့ကိုဂုံသွေးကြီးစစ်တိုက်တာမဟုတ်ပါဘူး ်အစကရေကနဲ့ဒီနိုင်ငံရင်က US ပေါ်မှာဘယ်လိုပြောမလဲအခွန်ကိစ္စမှာပေါ့တခြားတခြားအကြောင်းတွေကျွန်တော်ပြောတာမဟုတ်ဘူးနော်အခွန်ကိစ္စမပြောတာနော်အခွန်ကိစ္စမှာ US အပေါ်မှာအခွင့်ရေးယူတာများတာတော့အမှန်ပဲဒါကတော့အမှန်တရားပါပဲအရင်တုန်းကတရုတ်ကတခြားနိုင်ငံတွေပေါ်မှာအခွင့်အရေးလေးပဲယူခဲ့တာအခုအရာလူကချောက်ကဒီလူသားကျွန်တော်တို့ဆက်တော့မယ်ဆိုတော့အစီမပြေဘူးနော်ကျွန်တော်တို့က deficit ပဲပုံများနေတယ်။ deficit ဆိုတာကထွက်ငွေပဲပုံများနေတယ်တဲ့ Trump က ထွတ်ထွတ်ငွေပဲပူများနေတဲ့ခါကျတော့ကျွန်တော်တို့မှာတပြိပြိနဲ့ကျွန်တော်တို့အဲ့ထိကငွေတွေပါပါသွားနေတယ်ဒီနိုင်ငံတွေကဆိုမပြောလာတယ်ဆိုတော့ကျွန်တော်တို့မြတ်တအောင်လို့မယ်မြတ်တအောင်လို့မယ်ဆိုတာကအခုအခွင့်ကောက်မှပဲကျွန်တော်တို့မြတ်တအောင်မယ်ဆိုမပြောလာတယ်ဒါပေမဲ့နှစ်အလုံးဝအနစ်ချာကြီးกว่าအနစ်ချာကြီးဘသူကမှမလုံမလုံတဲ့ဒိစအကြီးဖြစ်တဲ့ခါကျတော့ Trump ကကမန်ကတန်ထလို့တဲ့ခါကျတော့လုံးဝလူတွေကလည်းကမန်ကတန်ထအိုကြတာပေါ့ ဟာဒေါ်နယ်ထရမ့်ကကုံလုံးဖြစ်စီတော့မှာပဲဆိုမှပြောနေကြတယ်။အမှန်စင်တော့ဒီရဲ့ဥစ္စာကမတရားတာတော့မှန်ပါပဲ။ဒါပေမဲ့အဲ့ဒီမတရားတွေကိုနှစ်ချာကြည့်သူတို့ကဒီတိုင်းမကြည့်နေလေပေါ့။ဆိုတော့ US က deficit တွေများလာတယ်၊သူ့မှာထွက်ငွေတွေများလာတယ်။အဲ့ဒါကြောင့် US ရဲ့ national debt ပေါ့နော်။နိုင်ငံတော်ရဲ့အကျွေးကတော်တော်လေးကိုများခဲ့တာ။36 trillion လောက်သူ့မှာအကျွေးတွေရှိခဲ့တာ။ပေါ့နော်။အဲ့ဒီချိန်လုံးကအနည်းတကြာကြီး US ကဒီလိုပဲကြီးကြီးနေတယ်ဘာမှမလုပ်ဘူးဖြစ်နေတယ် အဲ့ဒီကြာအဲ့ဒီအဲ့ဒီကာလာတွင်းထဲမှာတရုတ်ကတဖြည်းဖြည်းနဲ့တူးတက်လာတယ်တရုတ်တူးတက်တာတော့ပရိသတ်တို့တည်တဲ့အတိုင်းပါပဲကွာဒါသွားပြီးမှအထင်သေးလို့မရတော့ဘူးတရုတ်ကြီးကတော့တော်လေးကိုတခုံုံနဲ့တူးတက်လာတယ်အခါကျတော့ US ကကဲမဖြစ်တော့ဘူးတရုတ်ကကျွန်တော်တို့ကိုကြော်တော့မယ်ဆိုမှတရုတ်ကိုပြန်လေခြေပတဲ့ခါကျတော့ US ကမနိုင်တနိုင်လေးဖြစ်သွားပြီအခုကမတင်မရင်ဖြစ်သွားပြီကိုကြိုက်တယ်လို့ဟောအလွန်ခဲတဲ့အနည်း20တုံးက US ကတရုတ်ပေါ်မှာဘောနော sanction လောက်တာမျိုးစီးပွားရေးပိတ်ဆို့တာမျိုးလောက်ရင်တော့မှတရုတ်က AAC တဲ့သူကအတာအတာနေနေသွားပြီအဲ့ဒါအဲ့ဒါအဲ့ဒါတော့အရင်တော့က US အစူရတော်တော်များများကလောက်တဲ့နေဟာကိုမလောက်ခဲ့တဲ့ခါအခုမှတော့တရုတ်ကအရန် strong ဖြစ်သွားပြီအရန်အာတာအာတန်သွားပြီဆိုတော့ဘယ်လိုပြောမလဲတရုတ်နဲ့တရုတ်မတင်မရင်ဖြစ်သွားပြီဆိုတော့ short တော့လို့မရတော့တဲ့ခြေနေဖြစ်လာတယ်တရုတ်ကြီးကတော့ဘလောက်ကြီးတူးတက်တယ်ဆိုတော့လူငယ်တိုင်းကအကုန်လုံးတိနေရတယ်ပေါ့ ်ဆိုတော့နောက်ဆုံးတော့ပရိသတ်တို့ရဲ့အုံတစ်ချက်ကိုပဲကျွန်တော်သိချင်ပါတယ် comment အမေးရမ်းဖတ်နေတယ်ဆိုတော့ပရိသတ်တို့ရဲ့ကိုပိုင်တုံးတစ်ချက်အတွေ့အကြုံအမင်းလေးတွင်ကိုပဲ comment မှာဝင်ရကြပါအောင်ပေါ့နော်ကျွန်တော်ဒီလောက်နဲ့ပဲနားပြရစေအခုကျွန်တော်ပြောတဲ့ထဲမှာပရိသတ်တို့ကတဘောတူတဲ့ဟာရှိမယ်မတူတဲ့ဟာရှိမယ်အမင်းချင်းတူတဲ့ဟာရှိမယ်မတူတဲ့ဟာရှိမှာပါဆိုတော့အဲ့ဒီမတူတဲ့အမင်းကိုဖလေကြည့်ရအောင်ပါ အတွေ့အခေါ်လေးတွေကို comment မှာဝင်ကြကြပါအောင်ကျွန်တော်နာမည်က June ပါကျွန်တော်ရဲ့ video လေးကိုသဘောကျတယ်ဘူးတူတာရတယ်နိုင်ငံတကာသတင်းရတယ်လို့ခံယူခံယူရဲဆိုတော့ကျွန်တော်ရဲ့ YouTube မှာ subscribe လုပ်ပေးကြပါအခုလိုမျိုး subscribe လုပ်ပေးတာကျွန်တော်အတွက်ခွန်အားရစေတယ်ပေါ့နော် video တစ်တွေတစ်တွေ fan teaching စိတ် motivate ဖြစ်နေတယ်ခွန်အားပေးနေတယ်ပေါ့ဆိုတော့ thank you so much for watching beautiful people i love you guys i'll see you soon take care god bless bye bye